င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မလန့်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အပြောင်းလဲလမ်းစုံကို ရောက်ရှိနေတဲ့အတွက်ຫນွေဥတော်လန့်ရေးကိုပြက်ပြက်သားသားခုန်ပြစ်အားပြစ်လောက်ကြရန်အန်ယူဂျီယာယီသမရကတတိပေးလိုက်ပါတယ်အန်ယူဂျီဝန်ကြီးနဲ့ဒုဝန်ကြီးတွေအညာမြင်နဲ့စစ်မြေပြင်စီကိုတွင်ဆင်နေပြီးဒေသပြည်သူတွေနဲ့တွေ့ဆုံတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ဆေယာနာတင်ထားတဲ့မြန်မာနိုင်ငံဟာအပြောင်းလဲလမ်းစုံလမ်းခွကိုရောက်ရှိနေတဲ့အတွက်နှွေးဥတော်လန်ရေးကိုပြက်ပြက်သားသားနဲ့ခွန်ပြစ်အားပြစ်လုံမတာတိုင်းပြည်နဲ့လူမှုကိုဆေယာနာရှိစနစ်ဆိုးကနေကဲထုတ်နိုင်မယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီယာယီသမ္မတဒူဝါလက်ရှိလာကတတိပေးပြောဆိုလိုက်ပါတယ်။တိုင်းဒါလက်လက်ကန်အဖွဲ့အစည်းကြီးတွေနဲ့ ပြည်သူတို့တရက်လုံးက NUG ပေါ်ကိုယုံကြည်မှုနဲ့မျှော်လင့်ချက်များစွာရှိသလိုအဲ့ဒီယုံကြည်မျှော်လင့်ချက်တွေကိုရိုက်ချိုးလို့မရဘူးလို့ယာယီသမ္မတကပြောပါရယ်လက်ရှိအခြေအနေမှာအပြောင်းလဲကြီးဖြစ်နေပြီးလမ်းစုံလမ်းကွာကို ရောက်ရှိနေတာကြောင့်တော်လန်ရေးအလုပ်တွေကိုပြပြသားသားခွန်ပြည့်အားပြည့်လုပ်မှသာတိုင်းပြည်နဲ့လူတို့ကိုစစ်အာဏာရှင်စနစ်ဆိုးစီကနေကယ်ထုတ်နိုင်မယ်လို့ယာယီသမ္မတကပြောဆိုလိုက်တာလည်းဖြစ်ပါရယ်ဒါအပြင် NUG ဝန်ကြီးချုပ်မန်းဝင်းခန့်တန်းကလည်း တော်လန်ရေးမှာအချိန်အကန့်အသတ်ပုံမှုဖြစ်လာပြီးတော်လန်ရေးအောင်မြင်ရေးနဲ့အားကောင်းမောင်းတန်အွေဖြစ်စေရေးပုံမှုစဉ်းစားကြဖို့တိုက်တွန်းလိုရလို့လည်းဆိုပါရယ် ICC ကဖန်ရန်ထုတ်ဖို့ရှိနေတဲ့မေအောင်လိုင်းဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲကိုလည်းနိုင်ငံတကာကသတိထားကြဖို့လိုအပ်တယ်လို့လည်းဆိုလိုက်ပါရယ်နိုင်ငံတကာရာစုခုံရုံးကမြန်မာစစ်ခေါင်းဆောင်မေအောင်လိုင်းကိုဖန်ရန်ထုတ်မဲ့ကိစ္စကို တော်လဲအင်အားစုတွေအနေနဲ့စေအုပ်စုကိုအပြေးတိုင်ဖြိုလဲနိုင်ဖို့အခွင့်အရေးတစ်ခုအဖြစ်အသုံးပြုလှုပ်ရှားကြရမယ့်အချိန်ဖြစ်တယ်လို့လည်း NUG ဝန်ကြီးချုပ်ကသတိပေးနှိုးဆော်သွားပါတယ်ရှင်။ ီတစ်ခါမှာတော့အမျိုးသားညညရေးဆိုရအယူဂျီဝန်ကြီးနဲ့ဒုဝန်ကြီးတွေကညာမြင်နဲ့စစ်မြေပြင်တွေစီကိုကွင်းစစ်နေပြီးဒေသပြည်သူတို့နဲ့တွဲဆုံမှုတွေလှုပ်ဆောင်ရလို့သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။အမျိုးသားညညရေးဆိုရကတရားဝင်2ဖော်ခွင့် license နဲ့ခွင့်ပြုထားတဲ့ရွှေလောက်ကတ်တွေကိုအယူဂျီတန်ဇာတနဲ့တဘာဝပတ်ဝန်းကျင်ထင်းသေးရေးဝန်ကြီးဌာန ပြည်တော်စုဝန်ကြီးဒေါက်တာတူးကောင်ကတွားရောက်ဆစ်ဆဲခဲ့တယ်လို့ရွှေတူးဖော်ရေးလုပ်ငန်းတွေမှာတဘာပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရ ရေစိုးရေညစ်စွန့်ပစ်တဲ့ပုံစံတွေစံချိန်ညီမညီနဲ့လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးကိုအဓိကအထားကြီးစုစစ်ဆေးခဲ့လို့လည်းသိရှိရပါတယ်။ဒါ့အပြင်ဝန်ကြီးဒေါက်တာတူကောင်အနေနဲ့အညာမြေကိုလည်းကွင်းစင်ပြီးပြည်သူ့နဲ့တွဲဆောင်ခဲ့လို့လူမှုကွန်ရက်ကလည်းတစ်ဆင့်သတင်းထုတ်ပြန်ထားပါတယ်။ဒါ့အပြင်ကာကွယ်ဝန်ကြီးဦးရင်မွန်ကမန္တလေးတိုင်းစစ်စင်ရေးနယ်မြေတွေကိုတော့ရောက်ပြီးတော်လဲရဲဘော်တွေနဲ့တွဲဆောင်တဲ့ဓာတ်ပုံတွေထမင်းအတူလက်ဆောင်စားတဲ့ပုံတွေကိုလူလူတပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းကနိုဝင်ဘာလ 30ရက်နေ့ကလူမှုကွန်ရက်မှာထုတ်ပြန်လိုက်ပါတယ်။ NUG ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဂျာထွဲ့ပန်းကလည်း တော်လန်အင်အားစုထိန်းချုပ်ဒေတာတွေကတော်လန်ပညာမိသားစုတွေနဲ့တွဲဆော်ဆွေးနွေးပွဲကိုရွေဘာလာကိုယ့်ရဲ့နေ့ကပြုလုပ်ခဲ့လို့ NUG ပညာရေးဝန်ကြီးဌာနကဒီဇင်ဘာလ2ရက်နေ့မှာတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG ယာယီသမ္မတဒူဝါလက်ရှိလာကပြည်ပရအစိုးရအဖွဲ့ဝင်တွေအလုံးပြည်ရင်းကိုပြန်လာကြဖို့တိုက်တွန်းပြည့်ရဲ့နောက်မှာမြေပြင်မှာရှိနေတဲ့ NUG ဝန်ကြီးတွေနဲ့ဒုဝန်ကြီးတွေကကိုယ်စင်စစ်စဲမှုတွေနဲ့ပတ်သက်တဲ့ဓာတ်ပုံမှတ်တမ်းတွေကိုအခုလိုဇက်တိုက်ထုတ်ပြန်လာတာလည်းဖြစ်ပါရဲ့ရှင် ယ်ရခိုင်တဲ့တဘောက်ကိုတက်ဆက်ပေးကြပါရစေ။ရခိုင်ပြည်အမ်းမြို့တိုက်ပွဲကနေထွက်ပြေးလာတဲ့အနောက်ပိုင်းတိုင်းစစ်တနာရုပ်ကဗိုလ်ကြီးဦးဆောင်တဲ့စစ်တုံးပန်းစစ်နယ်ဦးနဲ့ဒဏ်ရာရှိသူတွေကိုစေဝါကုသပေးနေပြီးစနစ်တကျစစ်တုံးပန်းဦးတွေနဲ့အညီဖမ်းဆီးထိန်းသိမ်းထားတယ်လို့အရှိုချင်းကာကွယ်တပ် ACDF ကပြန်ကြားတော်ဝန်ခံဆလိုက်ကနီလေးဘေကပြောပြပါရစေ။ ရွင်ပါလနောက်ပိုင်းမှာမဟာမိတ်ပူးပေါင်းတပ်တွေဖြစ်ကြတဲ့အရှိုချင်းကာကွယ်တပ် ACDF, New Society Army NSA, ပြည်သူ့လွတ်လပ်ရေးတပ်တော် PIA တို့ပူးပေါင်းတပ်ဖွဲ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်ဗိုလ်ကြီးတူပါဝင်စုစုပေါင်း၁၃ဦးကိုဖမ်းဆီးရမိခဲ့လို့လဲဆိုပါရတယ်။အဲ့ဒီစစ်တုံးပန်းတွေဟာအရခတပ်တော်ရဲ့အနောက်ပိုင်းတိုင်းစစ်တနာချုပ်တီရှိရာအမ်းမြိုသိမ်းတိုက်ပွဲအတွင်းကနေ ထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့လဲဆလိုက်ခန်ဒီလေးတွေကပြပြပါရယ်သူတို့နဲ့အတူလက်လက်ခရက်နဲ့ဆက်ဆက်ပစ္စည်းတွေကိုတိမ့်ဆက်ရမိခဲ့လို့လဲသိရှိရပါရယ်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်းတွေကိုစနစ်ကျထိန်းသိမ်းထားပြီးဒဏ်ရာတွေကိုလည်းစေဝါကုသမှုဆောင်ရွက်ပေးထားတယ်လို့ကျမ်းမာရေးနေထိုင်စားတောက်ရေးကအစလိုအပ်တဲ့ကိစ္စအဝဝကိုလည်းဖြည့်ဆည်းဆောင်ရွက်ကစောင့်ရှောက်ထားရလို့လည်းသိရှိရပါရယ်ရှင် ဘကိုးတိုင်သတင်းတပိုးကိုတင်ဆက်ပေးကြပါရစေ။ဘကိုးတိုင်အုပ်ဖို့မြို့နယ်ခမရ6တရင်ကနေကင်းလဲ့ဖို့ဆိုင်ကယ်၄စီးနဲ့ထွက်ခွာလာတဲ့စစ်သား၈ဦးကိုပြစ်ခတ်တိုက်ခိုက်ရမှာဗိုလ်ကြီးသိန်းဝင်းနဲ့တက်ကြက်တင်အောင်တို့ဟာပွဲချင်းပြီးတည်သွားပြီးတနတ်တလက်ကိုတင်ဆက်ရရှိခဲ့လို့တာရီခန်တရင်၃၈၃ညနဲ့တရင်နဲ့ပြန်ကြားရတဲ့တော်ကံရဲဘော်ဒူရကပြောပါတယ်ဒီဇင်ဘာလ၄ရက်နေ့မနေ့၉နိုင်၂၀မိနစ်လောက်မှာ ဩဖို့မြို့နယ်တိမ်မြုပ်ရွာအခြေဆိုင်ခမရ6တရင်ကနေကင်းလဲဖို့ဆိုင်ကယ်၄စီးနဲ့ထွက်ခွာလာတယ်။စစ်သား၈ဦးကိုတတွင်းဖျဲသည့်ရဲ့တရင်ပစ်ချက်ရာစောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းရဲဘော်ဒုရကပြောပါရတယ်။အဲတိုက်ခိုက်မှုအတွင်းမှာအပြန်အလှန်ပစ်ခတ်မှု၈မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်ကဗိုလ်ကြီးသိမ်းဝင်းနဲ့တက်ကြတရားတို့ဟာနေရာမှာပွဲချင်းပြီးတည်သွားကကြံရှိနေတဲ့စစ်သားတွေဟာဆိုင်ကယ်တွေနဲ့ခမရ6အတွင်းကိုတက်ပြက်ကစောက်ခွာထွက်ပြေးသွားတယ်လို့လည်းသိရှိရပါရ တယ်။တည်ဆုံးသွားတဲ့အကြက်ပဲစစ်သားနှစ်ဦးစီကနေလက်နက်နဲ့ခရံပြင်ခမရ6ရဲ့လှုပ်ဝဲဆော်ရဲဆော်ရဲတွေကိုတင်းဆက်နိုင်ခဲ့ပြီးတော်လဲရဲဝော်တွေကအထီးကမ်းရှိစုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်ရှင်။ မန္တလေးတိုင်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာအကြမ်းဖက်စစ်တပ်တက်ဆွဲထားတဲ့ပြင်စီလက်စစ်တအားခွဲရောရဲစခန်းနဲ့စစ်တင်ကြောင်းတို့ကိုဝင်ရောက်တိုက်ခတ်ရမှာစစ်သား9ဦးဟာသေဆုံးခဲ့တယ်လို့မြင်းကြံခရိုင်အမှတ်လေးတရင်နထိုးကြီး PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်သတင်းနာကိုပြပြပါရယ်ဒီဇင်ဘာလ2ရက်နေ့မနေ့6နိုင်လောက်မှာ အင်အား30နဲ့တက်ဆွဲထားတဲ့နထိုးကြီးမြို့နယ်ပြင်စီလက်စစ်တားခွဲရုံကအကြမ်းဖက်စစ်သားတွေကိုဒရုန်းနဲ့၄ချိန်ဘုံကျဲတိုက်ခတ်ခဲ့ပြီးမြေပြင်ကတော်လန်းတပ်ဖွဲ့ဝင်တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်ကိုပေးနိုင်တဲ့ပြင်စီရဲစခန်းနဲ့စစ်သားတွေအထိုင်ချတက်ဆွဲထားတာစတင်ကြောင်းကိုလည်း 60မမလက်လက်ကြီးနဲ့၅ကျဲဒရုန်းနဲ့နှစ်ကျဲဘုံကျဲတက်ခိုက်ကဖျက်တော့ခဲ့ပြီမလဲတိုက်ပွဲတနိုင်ခွဲခံအကြမှာတော့ရန်ကုန်မန္တလေးအမြန်လမ်းမပေါ်ကနေစစ်သားတွေစစ်ကိုရောက်ရှိလာတာကြောင့် တော်လန်တပ်ဖွဲ့ဝင်တွေဟာပြန်လည်ဆုတ်ခွာခဲ့ရလို့လည်းသိရှိရပါတယ်။အဲ့ဒီတပ်ဖွဲ့တွေမှာအကြမ်းဖက်စစ်သား9ဦးဟာတည်သွားတာဖြစ်ပြီး10ဦးထက်မနည်းဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီခံမှုကိုနထိုးကြီး People Defense Force မြင်းကြံခေအမှတ်လေးတရင်အမှတ်30တရင်နဲ့ MDDS တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဘက်ကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပေမဲ့လည်း Face Win Drone နှစ်စီးဆုံးရှုံးခဲ့လို့နထိုးကြီး PDF ကထုတ်ပြန်ထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးကြတဲ့သတင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့စမွန်ပကံခရိုင်မှာရှိတဲ့ကားပစ္စည်းထုတ်လွှင့်ဆက်ယုံမှာနိုင်ငံကူးလက်မှတ်တက်တန်းတိုးဖို့အတွက်လို့ဆိုပြီးအလုသမားတအုပ်ကိုထိုင်းဘက်တောင်း3000တောင်းခံနေတဲ့အတွက်မြန်မာအလုသမား400ကျော်ဟာဆန္ဒပြနေကြတယ်လို့အလုသမားတွေကရန်ကုန်ခေတ္တတနာကိုပြပြပါရတယ်။ဒီဇင်ဘာလ4ရက်နေ့မှာ ဘန်ကောက်မြို့ စမွန်ပကံခရိုင်ဆွဲပီတာနေမှာရှိတဲ့ CH Auto Part Company ရဲ့ကားပစ္စည်းထုတ်လို့ရေးဆက်ရုံမှာအလုပ်လုပ်ကင်နေကြတဲ့မြန်မာအလို့သမား400ကျော်စီကနေနိုင်ငံကူးလက်မှတ်တက်တန်းတိုးဖို့အတွက်ဆိုပြီးဆက်ရုံကိုယ်စားလှယ်ကတူအုပ်ကိုထိုင်းဘတ်1300တိကောက်ခံနေတဲ့အတွက်ကြောင့်မြန်မာအလို့သမားတွေဟာဆန္ဒပြနေကြတာလည်းဖြစ်ပါတယ် နိုင်ငံကုလက်မှတ်တက်တန်းတိုးကုန်ကြစေဟာထိုင်းဘတ်8500ဝန်းကျင်သာကုန်ကြပေးမလဲထိုင်းဘတ်13000အထိတောင်းခံနေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီစက်ရုံကိုယ်စားလှယ်ဟာတောင်းထားတဲ့ငွေပမာဏအတိုင်းမပေးရင်အလုတ်ထုတ်မယ်ဆိုပြီးမြန်မာလူသမားခေါင်းဆောင်နဲ့အလုတ်ရှင်တို့ပူပေါင်းပြီးအလုတ်သမားတွေကိုချင်းချောင်နေရလို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမှမြပါ။